မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ယူတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရုရှားလက်ထဲယူကရိန်းပိုင်တဲ့တချို့မဖြစ်မနေပေးရဖို့ရှိကြောင်းအမေရိကန်ထူးကိုယ်စားလှယ်ရဲ့ပြောဆိုချက်ပေါက်ကြားလာတဲ့သတင်းထိုင်ဝမ်ကတရုတ်ကိုတံပြန်နိုင်ဖို့ရှီပီးသားကာကွယ်ရေးအသုံးစိတ်ထက်ဒေါ်လာ40ဘီလီယံထပ်တိုးအဆိုပြုလိုက်တဲ့သတင်းနဲ့ ဘရာဇီးသမ္မတဟောင်းဘော်ဆိုနာရိုရဲ့ထွက်ပြေးနိုင်ခြင်းကြောင့်ထောင်ဒဏ်28နှစ်ချက်ချင်းကြာခံမှုဆုတ်ဖြတ်ခံရတဲ့သတင်းတွေပဲဖြစ်ပါရီဗမာဆုံးတင်ဆက်ပေးမှာကတော့ရုရှားနဲ့ညီညာရေးသဘောတူညီချက်ရရှိဖို့အတွက်ယူကရိန်းဘက်ကနယ်မြေဆွန့်လွတ်တာမျိုးလုပ်ကိုလုပ်ရမှာဖြစ်တယ်လို့အမေရိကန်ရဲ့မှတ်ချက်သဘောထားထွက်ပေါ်လာခဲ့တယ်လို့သိရပါရီ ဒါရုရှားသမ္မတဗလာဒီမာပူတင်ရဲ့နိုင်ငံခြားရေးမူဝါဒအကြံပေးကိုအမေရိကန်အထူးကိုယ်စားလှယ်ဖြစ်သူစတီဖ်ဝစ်ကော့ကပြောကြားခဲ့တာဖြစ်တယ်ဆိုပြီးပေါက်ကြားခဲ့တဲ့ဖုန်းမတန်မှာဖော်ပြထားပါတယ်လွန်ခဲ့တဲ့အော်တိုဘာလ14ရက်နေ့တုန်းကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အထူးကိုယ်စားလှယ်ဖြစ်သူဟာရုရှားနိုင်ငံခြားရေးမူဝါဒအကြံပေးဖြစ်သူယူရီအူရှော့ကော့ဖ်နဲ့ဖုန်းပြောဆိုခဲ့တဲ့မှတ်တမ်းကို Bloomberg သတင်းဌာနကရရှိခဲ့တာပါ။ အဲ့နောက်ယူကရိန်းနယ်မြေလက်လွတ်ရေးဟာလူကိုလူအပ်တဲ့ကိစ္စဖြစ်ပြီးထရန့်အတွက်ဂုံပြုတ်မှုနဲ့ဆွေးနွေးမှုတွေကို အပြုသဘောဆောင်စွာချိကက်ဖို့အတွက်ပါ Week of ဘက်ကတိုက်တွန်းခဲ့ပါတယ်အခုလိုမျိုး Week of နဲ့ Ushakov တို့9မိနစ်ကြာဖုန်းဆက်ဆွေးနွေးခဲ့ကြပြီးနောက်နိုဝင်ဘာလအတွင်းထရန့်ရဲ့ယူကရိန်းငြိမ်းချမ်းရေးဆိုတဲ့မူ28ချက်ထွက်ပေါ်လာခဲ့ပါတယ် ဂါဇာအပြစ်ခတ်ရစဲရေးသဘောတူညီချက်ရရှိဖို့ညှိနှိုင်းခဲ့ရမှာလေ week of ကဥဆောင်သူဖြစ်တဲ့အလျောက်ဒါကိုနမူနာယူပြီး Washington နဲ့ Moscow ကြားမူပေါင်းတစ်ခု ရေးဆွဲဖို့အဆိုပြုခဲ့တာပါအဲ့ဒီတုန်းကလည်း Trump ဟာဂါဇာငြိမ်းချမ်းရေးအချက်20မူဆိုပြီးတော့သူ့အစီအစဉ်ကို ထုတ်ပြန်ခဲ့ပူပါတယ် Usha Kof ကတော့ week of ပြောဆိုလာတဲ့တချို့အချက်တွေကိုချက်ချင်းလက်ခံခဲ့တဲ့အပြင် Mr Trump ဟာတကယ့်ငြိမ်းချမ်းရေးလူသားဖြစ်တယ်လို့ပါတုံ့ပြန်သွားခဲ့ပါတယ် ်မကြခင် week off ဘက်ကမော်စကိုကိုထပ်သွားဖို့ရှိနေပြီးပူတင်နဲ့တွေ့ဆုံသွားမှာဖြစ်တယ်လို့ Trump ရဲ့တမတ်ဖြစ်သူ Jared Kushner လည်းလိုက်ပါဖို့ရှိတဲ့အကြောင်းသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လာမယ့်နှစ်ပိုင်းတွင်မှာထိုင်ဝမ်သမ္မတဖြစ်သူလိုင်ချင်းတဲကသူ့အစိုးရအဖွဲ့ရဲ့ကာကွယ်ရေးအသုံးစရိတ်ကိုဒေါ်လာ40ဘီလီယံအထိထပ်တိုးအသုံးပြုဖို့အတွက်အဆိုပြုလိုက်ကြောင်းသိရပါတယ် ဒါဟာဒီမိုကရေစီနိလန့်ကျအုပ်ချုပ်နေတဲ့ကျွန်းနိုင်ငံကတရုတ်ပြည်မကြီးရဲ့ကျူးကျော်လာနိုင်ခြေကိုဟန်တားနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းတရုတ်စစ်ရေးဖိအားမြင့်တက်လာတာနဲ့အမျှထိုင်ဝမ်ကလည်းကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်သုံးစွဲလာခဲ့ပါတယ်။ American သမ္မတဒေါ်နယ်ထရမ့်ကတော့ထိုင်ဝမ်အနေနဲ့မိမိကိုယ်ကိုကာကွယ်နိုင်တဲ့အထိစီးရင်အားတည်ဆောက်ဖို့တွန်းအားပေးလျက်ရှိပါတယ်။ အဲ့ဒီအဆိုပြုချက်အရအမေရိကန်စီကနေလက်နက်အသစ်တွေအများပြားဝယ်ယူဖို့တုံးဆွဲသွားမှာဖြစ်တယ်လို့ထိုင်ဝမ်ရဲ့မညီမမျှဖြစ်နေတဲ့စွမ်းရည်တွေကိုလည်းအကြီးအကျယ်မြင့်တင်ဖို့ဖြစ်တယ်ဆိုပြီးလိုင်းအနေနဲ့မှတ်ချက်ပြုသွားပါတယ်။ဒါပြင်ပေကျင်းဘက်ကအင်အားသုံးနိုင်ခြင်းနဲ့ပတ်သက်ပြီးဆုံးဖြတ်တဲ့နေရာမှာမရေမြာမှုတွေကြောင်းအသုံးစရိတ်တုံးမြင့်ခြင်းအပြင်ကျွန်တော်တို့ရဲ့ဟန်တားနိုင်စွမ်းကိုအားကောင်းလာစေဖို့ရည်ရွယ်ထားပါတယ်လို့လည်းဖြည့်ဆွတ်ပြောသွားပါတယ်။ တချိန်ထဲမှာတီတုံးအမီရအစ်စ်များစွာပေါဝင်တဲ့လေချောင်းကာကွယ်ရေးစနစ်တိစောက်မှုကိုပါအရှိန်မြင့်လှုပ်ဆောင်သွားမယ်လို့လိုင်ကအတိပေးခဲ့ပါတယ်။လာမယ့်နှစ်အတွင်းထိုင်ဝမ်ကာကွယ်ရေးအတွက်စုစုပေါင်းပြည်တွင်းထုတ်ကုန် GDP ရဲ့300ခန့်နှုန်းကျော်နဲ့2030ပြည့်နှစ်မှာ900ခန့်နှုန်းထိတိုးမြင့်တုံးဆွဲမဲ့အစီအစဉ်တွေကိုအရင်ကတည်းကချမှတ်ထားခဲ့တာပါ။ တရုတ်ကတော့ထိုင်ဝမ်ကိုနိုင်ငံပိုင်တဲ့အဖြစ်သတ်မှတ်ထားတဲ့အလျောက်လိုအပ်လာတဲ့အခါစစ်အာသုံးသိမ့်ပိုက်မယ်လို့ပါချိန်ချောက်ထားခဲ့ပါတယ်။ဒါကြောင့်ထိုင်ဝမ်အစိုးရဘက်က GDP ရဲ့3.3နှစ်ရာခိုင်နှုန်းရှိတဲ့ဒေါ်လာဘီလီယံ30ကိုကာကွယ်ရေးအသုံးစရိတ်ဖြစ်ကနေဦးအဆိုပြုလာပါတယ်။မကြခင်တင်ပြသွားရမယ့်ဒီကာကွယ်ရေးအသုံးစရိတ်ကိုထိုင်ဝမ်လွှတ်တော်ကနေအတည်ပြုနိုင်ဖို့ဆိုရင်အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP အနေနဲ့ရုန်းကန်ရဖို့ရှိနေပါတယ် တဖက်ကအဓိကအတိုက်ခံဖြစ်တဲ့ကွန်မန်ဒန်ပါတီဟာတရုတ်နဲ့ပိုပြီးနီးကပ်တဲ့ဆက်ဆံရေးကိုလိုလားနေတာကြောင့်ပဲဖြစ်ပါရည်ဆလတ်တင်ဆက်ပြီးမှကတော့ ဘရာဇီးနိုင်ငံမှာအာနာသိယံကြံစည်မှုနဲ့2029နှစ်ချမှတ်ခံထားရတဲ့သမရဟောင်းဘောဆိုနာရိုကိုချက်ချင်းပြစ်ဒဏ်ကျကံဖို့အတွက်တရားရုံးချုပ်ကအမိန့်ချမှတ်လိုက်ပါတယ်ဒါဟာဘိုဆိုနာရိုကသူ့ခြေချင်းဝင်မှာပတ်ထားတဲ့စောင့်ကြည့်စနစ်ကိုဖွင့်ပြီးထွက်ပြေးဖို့ကြိုးပမ်းခဲ့တာကြောင့်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ။ဒါကြောင့်မဲမကြသေးတဲ့စနေနေ့မှာနေအကျေကျုပ်ပဲဖြတ်ပြီးဘော်ဆိုနာရိုကိုဖက်ဒရယ်ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်သိမ်းလိုက်ပါရီ။ဘောဆိုနာရိုဘက်ကတော့သူထွက်ပြေးဖို့ရည်ရွယ်ချက်မရှိတဲ့အပြင်စောင့်ကြည့်စနစ်ပျက်စီးနေတာဖြစ်တယ်လို့သာတုံ့ပြန်သွားခဲ့ပါရယ်။ဒါပေမဲ့လည်းတရားသူကြီးဘက်ကကျမကြီးပို့ပြီးဆိုးရွားလာခဲ့တဲ့ဘောဆိုနာရိုကိုအချိန်ပြည့်စောင့်ကြည့်မှုပေးဖို့အတွက်တော့ညွှန်ကြားပေးခဲ့ပါရယ်။ 2020နှစ်အထွေထွေရွေးကောက်ပွဲတုန်းကလက်ရှိသမ္မတဖြစ်ထမ်းဆောင်နေတဲ့လူလဒါဆေးဗာကိုအရှုံးပေးခဲ့ရပြီးနောက်ဘော်ဆူနာရိုဟာအာနာသိမ့်မှုကြံစီခဲ့တဲ့အတွက်ထောင်းနှံ28နှစ်နဲ့3လချမှတ်ခံထားရပါတယ်။ဒါ့အပြင်ဘော်ဆူနာရိုမှာအယူခံဝင်ခွင့်မရှိတော့ဘူးလို့လည်းတရားသူကြီးအနေနဲ့အတည်ပြုထားပါတယ်။အသက်80ရှိနေပြီဖြစ်တဲ့ဒီသမ္မတဟောင်းက လူလာနဲ့ဒုသမရဖြစ်သူအပါဝင်တရားသူကြီးကိုပါလှုပ်ကြံဖို့အတွက်ကြိုးပမ်းခဲ့တဲ့အကြောင်းသတင်းထွက်ပေါ်ခဲ့ပူပါရီ Manda no Brasil atualmente decidiu não fornecer o passaporte. နောက်ထပ်သတင်းပုတ်အနေနဲ့ဘင်္ဂလားဒေ့ရှ်မြို့တော်ဒါကာရဲ့အကြီးဆုံးစီးရင်သားရက်ွက်တစ်ခုဖြစ်တဲ့ခူရိုင်းမှာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့်အင်ဂျီ1500ကျော်အထိပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရပါတယ် နိုဝင်ဘာလ25ရက်နေ့ညနေပိုင်းကအကြီးကျယ်လောင်ကျွမ်းခဲ့တဲ့မိကြောင်ဒေသခံထောင်ပေါင်းများစွာကိုဥမဲ့အိမ်မဲ့ဖြစ်စေခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။အဲ့ဒီမိလောင်ကျွမ်းမှုကိုထိန်းချုပ်နိုင်ဖို့တော့မိသက်က16စီးထက်မနည်းဖြန့်ကျက်ထားတဲ့အကြောင်းတာဝန်ရှိသူတို့ကအတည်ပြုထားပါတယ်။အဲ့နောက်9နာရီအကြာမှာမိသက်တစ်ဖွဲ့19ဖွဲ့ကမိကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်တည့်ရက်မနက်မှာတော့လုံးဝနှိမ့်သက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီဖြစ်ရအတွင်းတေဆုပ်ထိခိုက်ဒဏ်ရာရသူမရှိသေးသလိုမိလုံရတဲ့အကြောင်းရင်းလဲချက်ချင်းမသိနိုင်သေးတဲ့အကြောင်းဖော်ပြထားပါရီလက်ရှိယာယီအစိုးရအဖွဲ့ရဲ့အကြီးအကဲဖြစ်သူမိုဟာမက်ယူနစ်ကတော့ဒီပျက်စီးဆုပ်ရှုပ်မှုတော့အလုံးစိုးရိမ်ပူပန်မိကြောင်းဖော်ပြခဲ့တဲ့အပြင် ထိခိုက်ခဲ့တဲ့မိသားစုဝင်တွေကိုဝမ်းနဲ့စာနာတယ်လို့ပါထုတ်ပြန်ထားပါရီဒါပြင်ပြန်လဲထူထောင်ရေးအတွက်လိုအပ်တဲ့အကူအညီအားလုံးကို အာဏာပိုင်တွေဘက်က ပေးရသွားမှာဖြစ်တယ်လို့လည်းဖြည့်ဆွက်ပြောပါရယ်အခုတစ်ခေါက်မီးလောင်ကျွမ်းမှုကိုအပြည့်အဝစုံစမ်းစစ်ဆေးပြီးသွားရင်အနာဂတ်မှာအလားတူဖြစ်ရမျိုးထပ်မဖြစ်ပွားအောင်ပိုပြီးခိုင်မာတဲ့အစီအမံတွေလှုပ်ဆောင်ဖို့ညွှန်ကြားထားတယ်လို့လည်းရင်းနှွတ်အနေနဲ့မှတ်ချက်ပြုသွားပါရယ် ဆက်လက်တင်ဆက်ပေးမှာကတော့အရှိတောင်အာရှတလောမှာရေကြီးရေရှဲမှုတွေနဲ့ဇက်တိုင်ကြုံတွေ့နေရပြီးထိုင်းတောင်ပိုင်းဟဲ့ရံမြို့မှာဆိုရင်အနှစ်300အတွင်းမိုးရေကြီးအမြင့်ဆုံးအတိုင်းတာနဲ့ရင်ဆိုင်ခဲ့ရပါတယ် ထိုင်းနိုင်ငံရဲ့ဒေသအချို့မှာလည်းစံချိန်တင်ရေကြီးမှုတွေကြောင့်အနည်းဆုံးလူ33ဦးသေဆုံးခဲ့ရတယ်လို့ကယ်ဆယ်ရေးတော်လည်းစစ်သင်းမော်တွေနဲ့အတူရဟတ်ရင်တွေပါအသုံးပြုနေရပါတယ်။လွန်ခဲ့တဲ့အပတ်ထဲထိုင်းတောင်ပိုင်းကခရိုင်၁၀ခုကိုရေကြီးမှုဖြစ်ပွားစေခဲ့ပြီးမလေးရှားနဲ့နေဆက်ချင်းထိဆက်နေတဲ့ဟိုက်ရိုက်မှာတော့တရက်အတွင်းမိုးရေချိန်335မီလီမီတာအထိစံချိန်တင်ခဲ့ပါတယ်။ အင်းနီချင်းဖီယန်နာမှာလေတပတ်တွင်းသေဆုံးသူ68ဦးထိရှိလာတဲ့အပြင်မလေးရှားမှောက်ပါလူတောင်း900ကျော်အိုးအိမ်စွန့်ခွာပြီးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာတော့ရေကြီးမှုဒဏ်ကြောင့်ထိခိုက်သူကနှစ်တန်းလောက်ရှိလာခဲ့ပေမဲ့လေ13000လောက်ကသာဘေးလွယာရွှေ့ပြောင်းပေးထားနိုင်ပါတယ်။ ။ဒါကြောင့်မဲနိုဝင်ဘာလ25ရက်နေ့တုန်းကဆွန်ခလာခန်ကိုတဘာဝဘီအန်ရဲ့ဇုံအဖြစ်အစိုးရအဖွဲ့အနေနဲ့သတ်မှတ်ခဲ့ပြီးကယ်ဆယ်ရေးရန်ပုံငွေတွေတုံးဆွဲခွင့်ပြုလိုက်ပါရီ။ထိုင်းစစ်တပ်ဘက်ကလည်းကယ်ဆယ်ရေးပစ္စည်းတွေတင်ဆောင်ထားတဲ့လေဆလင်းစင်းအပောင်ဝင်ရေပေါ်ဆေးရုံအဖြစ်အသုံးပြုနိုင်မဲ့လေရင်တင်သမောတစင်းကိုပါဆေးလွတ်ပေးဖို့ပြင်ဆင်လျက်ရှိပါသည်

နမဲကျော်ဂီတသမားတွေဟာသူတို့ရဲ့အောင်မြင်မှုကြောင့်ပဲအသက်တိုးနိုင်တယ်လို့လေးလာချက်အစ်စ်တစ်ခုမှာဖော်ပြထားပါတယ် ဒါဟာနမဲကြော်ကြားတဲ့အဆူတော်တွေနဲ့လူသိနေတဲ့အမှုပညာရှင်တွေကြားကွာဟာချက်ကိုလေ့လာခဲ့တာ ဖြစ်ပြီးကြော်ကြားသူတွေကတက်တန်းပူတူနိုင်ကြောင်းဖော်ပြထားပါတယ်။ Epidemiology နဲ့ Community Health Journal ရဲ့ဖော်ပြချက်အရဒီနမဲကြော်တွေဟာ၄.၆နှစ်စာ အသက်တိုနိုင်တယ်လို့ဆိုထားပါတယ်။ဒါအပြင် ဝစ်တန်ဟာဒက်ဂျာမန်တက်ကသူကဂိဒတ်သမားပေါင်း648ဦးကိုလေ့လာခဲ့တဲ့တွေ့ရှိချက်တွေလည်းပါဝင်လာခဲ့ပါတယ်။အဲ့ဒီတွေကတဝက်ဟာကြော်ကြားသူတွေဖြစ်ကြပြီးကျန်တဝက်ကိုတော့လူသိနေတဲ့ဂိဒတ်သမားတွေဖြစ်ကြောင်းဖော်ပြထားပါတယ်။အစောပိုင်းကလေးက ခီးစဉ်တွေဖျော်ဖြေပွဲတွေနဲ့အတူ rock and roll လူတင်ပွားဟာအသက်တိုးစေနိုင်တဲ့အကြောင်းတွေးရှိထားပြီးဖြစ်ပေမဲ့လည်းဒီတစ်ခေါက်မှာတော့ကြော်ကြားမှုနဲ့တေဆုံမှုကြားကဆက်ဆက်မှုကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်။အဲဒီလေ့လာချက်အရပြင်းပြအားဖြင့်နမေဂျိုရီကအသက်85နှစ်ထိနေထိုင်ခဲ့ကြပြီးနမေမကြီးသူတွေကတော့အသက်86နှစ်ထိနေထိုင်နိုင်ခဲ့တာကိုတွေ့ရပါတယ်။တကူရောအဆူရော်ရီဟာ ဒီဝိုင်းနဲ့အဆိုတော်တွေထက်တင်ဆုံးနိုင်ခြေပိုပြီးများတဲ့အပြင်ကြော်ကြားမှုကကျမ်းမာရေးကိုထိခိုက်စေတဲ့အဓိကအချက်ဖြစ်ကြောင်းသိရပါတယ်။အသက်28နှစ်ဝန်းကျင်ပါတည်ဆုံးခဲ့ကြတဲ့ Cat Cobain, Jimmy Hendrix နဲ့ Amy Winehouse တို့ကြောင့်27 Club ဆိုပြီးညွှန်ဆိုကြတာမျိုးတောင် ရှိခဲ့ဘူးပါတယ်။ဒါပြင် မကြသေးခင်ကပဲကွယ်လွန်သွားကြတဲ့အမှုပညာရှင်တွေကိုကြည့်မယ်ဆိုရင်လည်း DJ Avicii ဆိုရင်28နှစ် Mac Miller ဆိုရင်26နှစ်နဲ့ One Direction အဖွဲ့ဝင် Liam Payne ဆိုရင်လည်း32နှစ်သာရှိလို့နေပါတယ် ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရီကျွန်တော်ကတော့ကေဆက်နိုင်ပါ